စစ်ရှောင်နေရတာကိုရေတွေထက်ကြီးလာလို့နှစ်ထက်ကွမ်းဒုက္ခရောက်နေကြတဲ့လူတွေအကြောင်းကိုပြောပြချင်ပါတယ်။ရေကြီးလာလို့ဒီအိန္ဒိယမြန်မာနယ်စပ်ကအာစစ်ဘေးရှောင်တွေဟာအရေးပေါ်အကူအညီတွေလိုအပ်နေကြပါတယ်။အိန္ဒိယမြန်မာနယ်စပ်မီဇိုရန်ပြည်နယ်ထဲကမြန်မာစစ်ဘေးရှောင်တွေဟာရေဘေးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။မီဇိုရန်ပြည်နယ်တောင်ဘက်ဆုံးအာလောင်တလိုင်ခရိုင်တွေ့တင်းမြွာနဲ့ဒီကာကီရွာတဲကရွာတဲကိုပေါ့နော်စစ်ဘေးရှောင်နေကြရတယ်ပလောဝမြို့နယ် တဲ့ကစစ်ပေးရှောင်းတွေဟာအခြေခံစားနပ်ရိက္ခာနောက်ပြီးတော့စေဝါပြီးတော့ဒီမိုးကာတွေအရေးပေါ်လိုအပ်နေတယ်လို့ပလက်ဝလူသားချင်းစာနာကူညီရေးဌာနတာဝန်ခံဆလိုင်းတန်းဆိုးကပြောပါတယ်မိုးအဆက်မပြတ်ရွာနေတာကြောင့်မေလ31ရက်နေ့ကစပြီးတော့ရေကြီးလာခဲ့တာပါစစ်ပေးရှောင်းတွေရဲ့အိမ်တွေပြီးတော့ဒီအသုံးဆောင်ပစ္စည်းတွေနဲ့စုဆောင်ထားတဲ့စာနပ်ရိက္ခာတွေဆုံးရှုံးသွားတယ်လို့ဆလိုင်းတန်းဆိုးကပြောပါတယ်ကလဒန်မြေကြီးမှုကြောင့်အာကာကီစစ်ဆောင်စခန်းကအိမ်အ အလုံးရေ80နီးပါးနောက်ပြီးတော့ Twitter စစ်ဆောင်စခန်းကအဲ့အလုံးရေ20နီးပါးပျက်စီးသွားပါတယ်ဆိုတော့လူဦးရေကတော့အယောက်680လောက်ကရေပေးတင်နေတာဖြစ်ပါတယ်